မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်မုံရွာပသိမ်းလမ်းမပေါ်မှာအင်အား150ခန်းနဲ့စခန်းချတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုတိုက်ခတ်ခဲ့ရာစစ်သား5ဦးသေဆုံးပြီး လက်နက်3လက်ကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ22ရက်နေ့မနက်6:00နာရီခွဲအချိန်ကမှရင်းမာပင်မြို့နယ်မုံရွာပသိမ်လမ်းပေါ်မှာအင်အား150ခန်းနဲ့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကကင်းပတ်ထွက်လာတဲ့စစ်သားများကိုအုံတုံပင်ကြီးရွာနဲ့ကြီးစာကြကြီးရွာကြလမ်းခုလက်မှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကအသင့်စောင့်ချူပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး တူအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများအသုံးပြုတဲ့ MA11 အမျိုးအစားခြေမုံရေး rifle ၃လက်ကိုလည်းတိမ့်စီရရှိခဲ့ကြောင်းသိရပါတယ်။ပသိမ်မုံရွာလမ်းပေါ်မှာကတပ်ဆွဲထားတာကြားပြီးကျင်းနေတဲ့ကားတွေကိုလုံခြုံရေးယူပေးဖို့လမ်းပိုင်းစုံမိုးရေးယူထားတဲ့စစ်ကြောင်းပဲအဲ့ဒီတဲက6ယောက်ကကင်းပတ်ထွက်လာတာအဲ့ဒီ6ဦးနဲ့ကျွန်တော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့က ကျေးစာကြကျေးပါနဲ့အုံတုံပင်ကျေးပါကြမှာအသင့်ဆောက်ကြိုတိုက်ခိုက်ခဲ့တာလို့အာနာရှင်တော်လန်ရေးပြည်သူတပ်မတော် ADPRA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တရင်အမှတ်30 ADPRA တပ်ခွဲနဲ့ Black Shadow PDF မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချင်းတွင်းဂလုံရာစာတပ်ဖွဲ့မဟုတ်ရဒေါင်းမင်းတပ်ဖွဲ့ CDRF နဲ့ Black Eagle တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်ကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းရှုံးမြို့နယ်မှာဒီကနေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့လက်နက်ကြီးကြီးများချက်ရောက်ပောက်ကွဲမှုကြောင့်ဒေသခံပြည်သူတို့ချို့ထိခိုက်ဒေဆုံးမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ22ရက်နေ့မနက်4နာရီအချိန်ကစတင်ပြီးတော့လမ်းရှုံးမှာပြစ်ခတ်မှုများနဲ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်အထက်မန်အိုင်မေဟန်တောင်ကျောနယ်47ဘက်တို့မှာတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ပြီးတော့လာရှိုးနားမခေါ်ရက်ကွက်မှာရှိတဲ့မိဘမဲ့ကလေးဂေဟာဘော်ကိုကြောက်ရောက်ကကလေးငယ်တအူတေးဆုံးခဲ့ရကြောင်းသိရှိရပါတယ်။ရက်ကွက်၄နဲ့ရက်ကွက်၅ဘက်တွေမှာလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်။နားမခေါ်ရက်ကွက်မိဘမဲ့ကလေးဂေဟာဘော်ကိုလက်နက်ကြီးကြတယ်။ကလေးတယောက်တေးဆုံးသွားတယ် နောက်ပြီးလာရှုံမြို့ရက်ွက်လေးနယ်မြေ16မှာလဲအပြစ်ခတ်တွေကြမ်းနေတယ်ငါးပါးသီလကြောင်းဂိုတော်မီးလောင်တယ်နေအိမ်တွေလဲထိခိုက်ပျက်စီးတယ်တနေ့တခြားအခြေအနေကပိုပိုဆိုးလာတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်ဒါ့အပြင်ဒီကနေ့မှာစစ်ကောင်စီတပ်ကမဲဟန်တောင်ကျောတလျှောက်နဲ့လာရှုံမြို့ပြင်ဘက်ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်အထက်မှန်အိုင်ရေကန်တောင်နဲ့စုတောင်းပြည့်ဘက်တို့မှာလဲပြစ်ခတ်တံများဇက်တိုက်ကြားနေရကြောင်းသိရပါတယ်မြို့တွင်းရက်ွက်များမှာတော်လိုင်းရေးတပ်များက တဖြည်းဖြည်းနဲ့စိတ်ဝင်လာနေကြောင်းဒေသခံပြည်သူများရဲ့ပြောဆိုချက်အရသိရပါတယ်။ MNDAA ကတော့တရုတ်နိုင်ငံရဲ့တောင်းဆိုမှုအရဇူလိုင်လ16ရက်နေ့ကနေဇူလိုင်လ31ရက်နေ့အထိအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ကြေညာထားတော်လဲစစ်ကောင်စီဘက်ကတော့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့ပေါ်မှာရှိတဲ့ရဲစခန်းထွေအုံယုံအပါဝင်အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများကိုဝင်ရောက်ပစ်ခတ်ရာစစ်သား၂ဦးသေဆုံးပြီး PDF ရဲဘော်တအူကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မနက်၈နာရီအချိန်ကမှစပြီးတော့ စာလင်ကြီးမြို့ပေါ်မှာရှိတဲ့မြို့မှာရဲစခန်းအထွေထွေအုပ်ချုပ်ရေးမှုရုံးစေးရုံမင်းကန်ကြီးတာဝရင်သာကျောင်းတို့မှာတပ်ဆွဲထားတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို fixed wing drone များ40မမ60မမ80မမနဲ့120မမလက်နက်ကြီးများနဲ့ဘုံအလုံးကြီးတရာကျော်ကိုနှစ်နာရီကျော်ကြာတဲ့အထိကိုဘုံကျဲပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကျဲပြက်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများနေထိုင်ရာဘန်ဂါများပေါ်ကိုကြက်ရောက်ပောက်ွဲပြီးတော့ မြေပြင်ကနေနေရာသုံးခုကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စေယုံဂုံကအကြမ်းဖက်စစ်ကောင်စီတပ်သားများကစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ဖုန်ကြီးကျောင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။၎င်းတိုက်ပွဲများအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကြာဆုံးက၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူပဲ အဲ့ဒီနေ့မွန်လွဲ2နာရီအချိန်ကမှစာလင်ကြီးမြို့နယ်မင်းကန်ကြီးဘောင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဘန်ကားကိုဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ရာကြီးပြက်လက်မှုနဲ့ကြုံတွေ့ခဲ့ရပြီးတော့ကြီးဖြည့်တင်းပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။ည9နာရီခွဲအထိကိုအပြင်းထန်တိုက်ပွဲ9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်။စစ်စင်ရေးတိုက်ခိုက်မှုအတွင်းမှာအထိနာသွားတဲ့အကြမ်းဖက်စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းတွင်ဒိုင်းနမိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့စစ်လင်းကြီး ရင်းမာပင်ခရိုင်တိုက်ရင်းများနဲ့ညီနောင်မဟာမိတ်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခမာယာစစ်နစ်ကို drone နဲ့ Phoenix Wing အဖွဲ့ကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗါးဇူလိုင်လ19ရက်နေ့ Phoenix Wings ဒုံးအဖွဲ့နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကကြောင်မြောင်းမြို့မှာရှိတဲ့ခမာယာစစ်နေကို ဒရုန်းနဲ့60မမဘုံသီးစစ်နှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ခမရစစ်နှစ်ကလည်းလက်နက်ငယ်များနဲ့15မိနစ်ခန့်ကြောင်းပစ်ခတ်ပြီးတော့လက်နက်ကြီးနဲ့၄လုံးပြန်လည်ပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံကဒူဝင်ဂျီဟောင်းမရှိတာအီဘရာဟမ်နဲ့ခင်မွန်းဖြစ်သူအဘူရှက်ကဘင်အဘူဘကာတို့ဟာမြန်မာနိုင်ငံကစိုက်ဘာငွေလိမ်လုပ်ငန်းတစ်ခုဖြစ်တဲ့ဒုံမေပတ်မှာစီးပွားရေးအရာပါဝင်ပတ်သက်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် မလေးရှားနိုင်ငံရဲ့ဒူးဝင်ကြီးဟောင်းတဲ့အတူတကြိုးလို့လူသိများတဲ့ 14K ရာဇဝဲဂိုင်းခေါင်းဆောင်ဟောင်း One Good Quiet ကလည်းဒီ సై ဘာငွေလိမ်လုပ်ငန်းတွေမှာစီးပွားရေးမိဖတ်တွေအဖြစ်နဲ့ပါဝင်နေတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းဒုံမေပတ်ကိုမလေးရှားဒူးဝင်ကြီးဟောင်းတဲ့ခင်မုန်းဖြစ်သူတို့ကတခြားမလေးရှားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူတီထောင်ခဲ့တာဖြစ်ပြီးတော့ဒီထဲမှာ 14K ရာဇဝဲဂိုင်းခေါင်းဆောင်ဟောင်း One Good Quiet လည်းပါဝင်နေတယ်လို့သိရပါတယ်မလေးရှားဒူးဝင်ကြီးဟောင်းရဲ့ခင်မုန်းဖြစ်သူအဗ်ဒူရှာကာကဒရိုက်တာအဖြစ်နဲ့ပါဝင်တဲ့ ဒုံမေ group ဟာဟောင်ကောင်မှာကုမ္ပဏီမှတ်ပုံတင်ထားပြီးတော့မလေးရှားနိုင်ငံမှာလုပ်ငန်းလေပတ်လုပ်ကင်တွေကမြန်မာနိုင်ငံက cyber ငွေလိမ်ချန်လုပ်ငန်းကြီးအတွက်မလေးရှားနိုင်ငံသားယင်းနှမြုံနှံသူတွေစီကဗန်ရာငွေတွေရှာဖွေပေးခဲ့တယ်လို့ GFM ကထောက်ပြထားပါတယ်။ဒုံမေ group company ကို American ပြည်ထောင်စုကတန်ခတ်ပိတ်ဆို့အရေးယူမှုချမှတ်ထားတယ်လို့လည်းသိရပါတယ်။ Abdul Shakar တို့မိသားစုနဲ့မြန်မာတထေးကြီးတွေကြားမှာ crypto ငွေပေးချေမှုတွေမှာလည်းဆက်နွယ်မှုတွေရှိခဲ့ကြပြီးတော့ Mashita Ibrahim နဲ့ အဗ်ဒူလ်ရှာကာတို့ရဲ့တားဖြစ်သူမိုဟာမက်ဝါဖီဟာခရစ်တိုငွေကြေးလုပ်ငန်း Matter X DAO ရဲ့မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါဗျ။ဒီလုပ်ငန်းရဲ့အစောပိုင်းယင်းဒီမြုံနံသူများတွေကတအုပ်ဖြစ်တဲ့ Dato Srilian Keyhot ကဒိုမေပတ်တီထောင်ရမှာလဲပါဝင်ကူညီခဲ့တဲ့သူတအုပ်ဖြစ်ပြီးတော့သူလဲ Matter X DAO ရဲ့မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါဗျ။ဒါအပြင် Mashita Abraham နဲ့ Adul Shakar ရဲ့တားဖြစ်သူ Mohammed Wafi ဟာလည်း မြဝတီခရီးစဉ်အတွင်းမှာမြန်မာတပ်ဖွဲ့ကြီးတွေနဲ့တွေ့ဆုံခဲ့သေးတယ်လို့ Justice for Myanmar ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ကွင်းဝိုင်းရေဒတ်စခန်းတဲကိုအရခတ်တပ်တော် AA ကပစ်ခတ်လိုက်တဲ့ short tight ဒုံနှလုံးကြက်ရောက်ပွားခွဲပြီးတော့စစ်သား၂ဦးသေဆုံးပြီးတဲ့နောက်ရေဒတ်အနီးမှာရှိတဲ့ကျွဲတောက်ကြီးရွာကိုမနေ့ကဇွန်လ22ရက်နေ့မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရေတက်နဲ့နီးစပ်သူတို့ကရေတက်ထဲကိုဇူလိုင်လ20ရက်နေ့ကရှော့တိုက်ဒုံးနဲ့ပစ်တယ်နှလုံးကခမင်းစားဆောင်နဲ့လူမျိုးဆောင်တွေကိုကြက်ရောက်ပောက်ခွဲတာစစ်သား၂ယောက်တေးတယ်ရဲဘော်တွေပဲနောက်ရေချောင်းကဘုံမှု PA တယောက်လက်ထိတယ်လို့သိရပါတယ်ဒဏ်ရာရတဲ့သူတွေကိုတော့ရန်ကုန်ကိုတည်သွားပြီရှော့တိုက်ဒုံးလို့သိရတယ်အေအေဘက်ကပစ်တာပါ နောက်ပြီး drone တွေနဲ့ပစ်တာလဲကြသေးတယ်လို့ပြောတယ်အခု AA ကရေဒနာအထိကိုထိုးစစ်ဆင်လာတာတဖြည်းဖြည်းနီးလာပြီလို့ပြောပါတယ်အခုတိုက်ခိုက်ခံရပြီတဲ့နော်မနေ့ကမနက်7:00နာရီလောက်ကစပြီးတော့ကျွဲတောက်ကြီးရွာကိုစစ်ကောင်စီကဘုံကျဲနေတယ်လို့သိရပါတယ်ရေဒတ်အခြေစားကွင်းဝိုင်းစခန်းကိုအရခတ်တက်တော် AA အလွဲတကူမဝင်ရောက်နိုင်အောင်တန်တွဲဇလုံးလမ်းခွဲကနေကွင်းဝိုင်းရေဒတ်အဝင်ကားလမ်းပေါ်မှာရှိတဲ့တံတားတွေကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်ပြီးတဲ့နော် အေအေကစော့တိုက်ဒုံးနဲ့ရေတပ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တခြားနေရာတချို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲမှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆလပီတင်ဆက်ပေးရမယ်တရင်ကတော့ချင်းပြည်နယ်ကံပတ်လက်မြို့မှာရဲစခန်းကရဲဒူးတက်ချက်ဥကွီလိန်ဟာလက်နက်ခဲယမ်းများစစ်ပယ်ရေးဆက်တလုံးနဲ့အတူအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ18ရက်နေ့ကကံပတ်လက်မြို့နယ်မြို့မှာရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဒူးတက်ချက်ဥကွီလိန်ဟာ BA63 တနက်တလက် G30 တော့ ကြည်ပေါင်းနှစ်ခုနဲ့စက်တွယ်ရေးဇက်တလုံးလုံးနဲ့အတူ CDF ကံပတ်လက်ထံကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကံပတ်လက်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားများရဲများအနေနဲ့ CDF ကံပတ်လက်ထံကိုယုံကြည်စွာစက်တွယ်အလင်းဝင်နိုင်တယ်လို့ချင်း Defense Force ကံပတ်လက်ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။